အားလုံးဝမင်္ဂလာပါ MC Channel ရကနေပြတော့ပြန်လဲကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့ပြပြပေးချင်တဲ့မူခင်အကြောင်းအရာကတော့ပထမကဘာစစ်မှာစစ်မှုထမ်းနေတဲ့ Henry Gaskin လို့ခေါ်တဲ့အမျိုးသားကသူစစ်မှုထမ်းနေစဉ်အတွင်းသူ့ရဲ့နောက်ကွယ်မှာဖောက်ပြန်နေခဲ့တဲ့သူ့ရဲ့အမျိုးသမီးကိုသူစစ်ပွဲကပြန်လာတဲ့အခါမှာရရဆက်ဆက်ပြန်လဲပြီးတော့ကလဲစားချေခဲ့တဲ့မူခင်တစ်ခုအကြောင်းကိုပြပြပေးစင်တာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီမူခင်အကြောင်းအရာကိုလေ့လာကြည့်လိုက်ရအောင်။ Henry Thomas Gaskin ဆိုတဲ့အမျိုးသားကို1890ခုနှစ်အင်္ဂလန်နိုင်ငံအနောက်မြစ်လယ်ပိုင်းမှာရှိတဲ့ Staffordshire ပြည်နယ် Lichfield မြို့မှာဝေဖွားခဲ့တယ်။သူ့ရဲ့ကလေးဘဝအရွယ်မှာ သူကကင်းသောအဖြစ်လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာသူ့ရဲ့တငယ်ချင်းတွေကြားတဲ့အရန်ကိုထူးချွန်ခဲ့တဲ့ကလေးတူဖြစ်ခဲ့တယ်။သူ့မှာဝဒနာပါတာတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့စာဖတ်ရတော့သူကအရန်ဝဒနာပါတယ်။ဒါပေမဲ့သူစာဖတ်တဲ့စာအုပ်တွေကအခြားကလေးတွေနဲ့မတူဘဲနဲ့ 1939တွင်မှာအရန်နာမည်ကြီးခဲ့တဲ့ဒစ်တာဘင်းလို့ခေါ်တဲ့သမ ्या ကြီးတွေအကြောင်းရေးသားထားတဲ့ပုံပြင်တဲ့စာအုပ်တွေဖတ်ရတာကိုအရန်နှစ်သက်ပြီးတော့ယူသွခဲ့တယ်။ဒီလိုနဲ့ဆယ်ကျော်တက်အရွယ်ရောက်တဲ့အခါမှာသူ့ရဲ့စိတ်ဝင်စားမှုတွေကအပေါ်ယံမဟုတ်တော့ဘဲနဲ့ပုံမမမိုက်တဲ့ဖက်ချမ်းကိုရောက်ရှိလာခဲ့တယ်။ဒီလိုနဲ့1906ခုနှစ်ဂျွန်လသူ့အသက်16နှစ်အရွယ်ကိုရောက်တဲ့အခါမှာ ူကယထာလမ်းပေါ်ကိုယထာဆောင်နေမသိဘဲနဲ့ရောက်လာပြီးတော့ယထာလမ်းချောင်းပြောင်းလဲပေးတဲ့ကရိယာတွေကိုဖျက်ဆီးပစ်ခဲ့တယ်။သူရဲ့ကြံစီကဘလို့လဲဆိုတော့ဒီလိုဖျက်ဆီးလိုက်ပြီးတော့ယထာတိုက်တာမျိုးတွေယထာလမ်းချော်စေတာမျိုးတွေကိုဖြစ်အောင်ကြံစီပြီးတော့သူကြည့်ချင်တဲ့သဘောပေါ့နော်။ဒါပေမဲ့ကံကောင်းထောက်မှစွာပဲပန်အန်ဒီရဲ့မှမဖြစ်ခဲ့ဘဲနဲ့သူရဲ့ပြစ်မှုအတွက်သူရဲ့အဖေက20ရှီလင်းပေးဆောင်လိုက်ရတယ်။ရှီလင်းဆိုတာက အဲ့ဒီခေတ်အခါမှာ British တွေရဲ့ငွေကြေးယူနစ်စနစ်ကိုခေါ်တာဖြစ်တယ်။၂၀ရှီလင်ကတပောင်နဲ့ညီမျှတယ်ပေါ့နော်။အဲ့ဒီပမာဏကိုသူ့အဖေကပေးဆောင်လိုက်ရတယ်။နောက်တစ်လကြာမှပဲ Henry Gaskin ကငွေအောင်နိုင်တလုံးကို ခိုးတဲ့အမှုနဲ့ထပ်ပြီးတော့ဖမ်းမိခံခဲ့ရတယ်။ဒီတဲ့ချိန်မှာတော့တန်ရဲခံရုံနဲ့မရတော့ဘဲနဲ့သူ့အသက်၁၈နှစ်ပြည့်တဲ့အထိပြုတ်ပြင်ထိန်းသိမ်းရေးကြောင်းမှာနေဖို့ရန်အတွက်အပုတ်ခံခဲ့ရတယ်။ အသက်၁၈နှစ်ပြည့်တဲ့အခါမှာပြန်ထွက်လာခဲ့ပြီးတော့1930ပြည့်နှစ်ရောက်တဲ့အခါမှာသူကစစ်တပ်ထဲကိုဝင်ရောက်ခဲ့တယ်။ဒါပေမဲ့မကြာမီမှာပဲသူ့ရဲ့ဒုစရိုက်မှုကိုကျူးလွန်ခြင်းနဲ့အကျင့်ဟောင်းတွေစီကိုပဲပြန်ရောက်သွားခဲ့ပြီးတော့အဖော်စစ်သားတဦးထံကနေပြီးတော့ခိုးယူမှုနဲ့ထုတ်ပယ်ခံခဲ့ရတယ်။အဲ့ဒီနောက်သူကသူ့ရဲ့ဇာတိမျိုးဖြစ်တဲ့ Litchfield မြို့ကိုပြန်ရောက်လာခဲ့ပြီးတော့အဲ့ဒီကနေဆက်သမိုင်းအခန့်အကွာမှာရှိတဲ့ Cannot ဆိုတဲ့မိုင်းလုံငန်းမှာမိုင်းလုံသားအဖြစ်အလုပ်လုပ်ကြခဲ့တယ်။ မိုင်းလုပ်ငန်းကအရန်ခက်ခဲကြမ်းတမ်းပြီးတော့အတန့်အတည်းများတဲ့အလုပ်တစ်ခုဖြစ်တယ်။အလုပ်သမားတွေကမီးအိမ်တွေကင်၊ခေါင်းပတ်အသက်မီးတွေနဲ့မျက်နှာချက်ဒီမျက်နှာချက်ကနေပြီးတော့ကျမ်းပင်၅ပေလောက်ပဲရှိတဲ့နေရာမှာခနာကိုကိုင်းပြီးတော့ဒရွတိုက်ဆွဲပြီးတော့ဒီမောင်မိုက်နေတဲ့ဥမြင်လိုင်းကောင်းတွေမှာနေရက်များစွာကုံဆုံးပြီးတော့အလုပ်လုပ်ခဲ့ကြရတယ်။ဒါကြောင့်ပဲအလုပ်သမားတွေကနာတာရှည်ခါနာတာမျိုးတွေမကြာခဏဖြစ်ခဲ့ကြရတယ်။တခါတလေဆိုလို့ရှိရင်ဒီမိုင်းကြောင့် ဒီမိုင်းပောက်ကွဲမှုကြောင့်မြေကြီးပြိုရာမျိုးကိုလည်းသူတို့ရင်ဆိုင်ရသေးတယ်ပေါ့နော်။မိုင်းလုတ်သားတွေကအလဲကျလုတ်ကြရတယ်။တချို့တွေကမြေကြီးထဲမှာအလွတ်လုံနေတဲ့အချိန်မှာတချို့တွေကအနားယူဖို့အတွက်အပေါ်ကိုတက်လာကြပြီးတော့သူတို့တစ်သားနဲ့ဆောက်လုတ်ထားတဲ့သူတို့ရဲ့သဲအိမ်လေးထဲမှာအနားယူပြီးတော့ဒီသူတို့ကအုံပြုတ်နေတဲ့ဂေါ်ပြားကိုရေဆေးပြီးတော့အဲ့ဒီပုံမှာပဲကျအုပ်ကြော်စားတာမျိုးတွေပြုလုပ်ကြရတဲ့အထီကိုမှသူတို့ကစူးစမ်းကြရတယ်ပေါ့နော်။အဲ့ဒီအချိန်မှာမိုင်းသွင်းတွေကပုတ်ကလစ်ကပိုင်တွေဖြစ်ကြပြီးတော့နိုင်ငံတော်စီမင်းစည်းကမ်း တတ်မှတ်ထားတာမျိုးပြဋ္ဌာန်းထားတာမျိုးမရှိတဲ့အချိန်ဖြစ်တယ်။အကုန်လုံးကပုဂ္ဂလိကလုပ်ငန်းတွေကပဲထိန်းချုပ်တတ်မှတ်ထားတာဖြစ်တယ်။ဒါကြောင့်မလို့အခြေအနေတွေကတယောက်နဲ့တယောက်မတူကွဲပြားခြားနားပြီးတော့မတမာတဲ့ပိုင်ရှင်တွေကမိုင်းလုံသားတွေရဲ့ဘေးကင်းလုံခြုံမှုကိုဂရုမစိုက်ဘဲနဲ့သူတို့ရဲ့အမျက်အစွန်းကိုအမြင့်ဆုံးရရှိအောင်လုပ်ငန်းအောင်မြင်ဖို့ကိုပဲဂရုစိုက်ကြတယ်။မိုင်းလုံသားတွေက နေ့မလားညမလားခါချိုးမတက်ကိုမှအလုပ်လုပ်ကြရတယ်။အဲ့ဒီထဲမှာမဟန်နရီဂက်စကင်းက ဒီလောက်ပြင်ပပန်းပန်းအလွတ်လုံနေရတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာဘလို့ဥပဒေချိုးဖောက်ပြီးတော့ရာဇဝမှုကျွလွန်ရမလဲဆိုတာကိုပဲစိတ်အားထက်သန်နေခဲ့တယ်။မကြောက်ဘူးအဲ့ဒီအမောင်စိတ်တွေကသူ့ကိုဖုံးလွှမ်းသွားခဲ့ပြီးတော့မိုင်းတွင်းမှာမလုံနိုင်တော့ဘဲနဲ့ဒီစိတ်တွေကိုအကောင့်ထဲပို့ဖို့ရန်အတွက်ထွက်ခွာလာခဲ့တယ်။ဒီလိုနဲ့1932ခုနှစ်ကိုရောက်တဲ့အခါမှာသူတစ်ချိန်တုန်းကပုံပြင်စာအုပ်တွေထဲမှာအားကျပြီးတော့နှစ်သက်ခဲ့မှုတဲ့ရဲရင်တဲ့ဓမြကြီးတွေလိုလှုပ်ဖို့ရန်ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့တစ်သားကိုဘစ်စတိုအတုတလက်အဖြစ်ဖန်တီးပြီးတော့လူသွားလူလာပြတ်တဲ့လမ်းတွေမှာအမျိုးသမီးငယ်တွေကိုချောင်းလန့်ပြီးတော့လူရက်တာမျိုးတွေပြုလုပ်ခဲ့တယ်။အဲဒါကြောင့်မလို့ပဲခက်နော့ရဲတရားရုံးကိုရောက်ရှိလာခဲ့တယ်။သူကဒီလူရက်တဲ့နေရာမှာတရှိလင်လောက်ပဲလူရက်နိုင်လိုက်တယ်ဆိုပေမဲ့ဒီချင်းချောက်လူရက်တဲ့အချိန်ဖြစ်ပေါ်လာတဲ့စိတ်လှုပ်ရှားတဲ့ခံစားချက်ကိုနှစ်သက်သွားခဲ့တယ်။နောက်ပြီးတော့တရားရုံးမှာဒီလိုဖြစ်ရက်တွေကို ြန်လည်ပြောပြနေတဲ့အချိန်လူတွေရဲ့အာယုံဆိုင်မှုကိုရရှိနေတဲ့ခံစားချက်က သူ့ရဲ့ပျော်စရာတစ်ခုဆိုပြီးတော့မြင်လာခဲ့ပြန်တယ်။မကြဘူးသူ့ကိုဒီပြစ်ဒဏ်အတွက်ထောင်ဒဏ်12လချမှတ်ခဲ့တယ်။ဒီလိုနဲ့1933ခုနှစ်ဇူလိုင်လသူ့အသက်22နှစ်အရွယ်ကိုရောက်တဲ့အခါမှာထောင်ကနေပြီးတော့ထွက်လာခဲ့တယ်။အဲဒီနောက်မှာ Henry Gaskin ကသူတို့မြို့ထဲမှာနေထိုင်တဲ့အသက်19နှစ်အရွယ် Elizabeth Tobel လို့ခေါ်တဲ့ လီဇီဆိုတဲ့အမျိုးသမီးကိုလက်ထပ်ပြီးတော့ကလေးတူရရှိခဲ့တယ်။ဒါပေမဲ့ဟန်နရီကစ်ကင်းအတွက်ဖခင်ဖြစ်လာရတာကသူ့ရဲ့အပြုအမူအကျင့်တွေကိုထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘူး။ဒီလိုနဲ့ပဲ1934ခုနှစ်နဲ့1936ခုနှစ်ကြားကာလတွေမှာခိုးမှုတွေထပ်မံကျူးလွန်ခဲ့ပြီးတော့နောက်ထပ်ထောင်ဒဏ်တွေကိုကြားခံခဲ့ရပြန်တယ်။ထောင်ကနေလွတ်မြောက်ပြီးတဲ့နောက်ပထမကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ဆိုတော့တိုက်ခိုက်ဖို့ရန်အတွက်ချက်ချင်းပဲစစ်မှုထမ်းဖို့ရန်အတွက်စုဆောင်းခံလိုက်ရတယ်။ မိုင်းတွင်တွေ့ကြုံရှိတဲ့အမျိုးသားတွေကမြေကရုတ်တွင်တွေမှာသူ့ဖို့အရန်လိုအပ်နေတဲ့အချိန်ဖြစ်နေတော့မိုင်းတွင်တွေ့ကြုံရှိတဲ့ gaskin ကိုသူမြောင်းဖောက်လုပ်သူအဖြစ်တော်ဝင် engineer တက်ကသူ့ကိုတာဝန်ပေးအပ်ခဲ့တယ်။သူ့ရဲ့အလုပ်ကအရန်သူ့မြေကရုတ်ကျင်းစီကိုလူသူကင်းမဲ့တဲ့နယ်မြေရဲ့အောက်ကနေပြီးတော့သူ့ဖို့ပြီးသွားဖို့ပဲဖြစ်တယ်။ဒီတော့ပျော်ကြလွယ်တဲ့ရွှင်စေးများတဲ့မြေကြီးတွေထဲမှာသူဟာလှုပ်လှုပ်ခဲ့ရတယ်။ အဲ့မှာလောက်ရတဲ့ပြဿနာတွေကတွင်ထဲမှာဆိုတော့အောက်ဆီဂျင်တွေတိတ်မရဘူးအသက်ရှူကျက်တယ်တခါတလေမိုးရမ်းရွာရင်ရေကြီးတာတွေခံရသေးတယ်ပေါ့နော်နောက်ပြီးတော့စန့်ကျစ်ဘက်ကနေတူးနေကြတဲ့ဂျာမန်တူးမြောင်းလှုပ်သားတွေနဲ့ထိတ်တိုက်တွေ့မလားဆိုတဲ့အန်ဒီကလည်းရှိသေးတော့သူတို့တွေကတတိနဲ့လှုပ်ကြရတဲ့အခြေအနေဖြစ်တယ်ဒီလိုအန်ဒီရရှိပြီးတော့အရန်ပြင်ပန်းခတ်ခဲ့တဲ့အလုပ်မှာဟင်နရီဂက်စကင်းတယောက်ကအဲ့မှာလှုပ်တဲ့တလျှောက်အာနာပိုင်တွေကိုအလေးထားမှု respect ပေးတာမျိုးမပြခဲ့ပေမဲ့ သူလောက်ဆရာရှိတဲ့အလုပ်ကိုအားကျုံးမှန်သက်စ조사ပြီးတော့ဒီ NDA တွေကိုကောင်းစွာကင်တွင်နေခဲ့တဲ့အတွက်တက်ချက်ကြီးအဆင့်ကိုရာထူးတူးမြင့်ချင်ခံခဲ့ရတယ်။သူဒီလိုအားကျုံးမှန်သက်တိုက်ပွဲဝင်နေတဲ့အချိန်တစ်ဖက်မှာသူ့မိမလီစီကသူ့ရဲ့ခင်ပွန်းစစ်ပွဲမှာတေသလားရှင်လားမသိဘူး။မတေချာမရေရာဖြစ်နေတဲ့ဘဝမှာတယောက်တည်းနေရတာညီငွေလာပြီးဆိုပြီးတော့အခြားမျိုးသားတွေနဲ့တွေ့ဆုံမှုတွေရှိလာခဲ့တယ်။ ဒီလိုနဲ့1939ခုနှစ်အော်တိုဘာလမှာ Henry Gaskin ကခွင့်ယူပြီးတော့အိမ်ကိုပြန်ရောက်လာတဲ့အခါမှာဇနီးဖြစ်သူကတစ်စာဖောက်ပြီးတော့ဖောက်ပြန်နေတာကိုသိရှိလာရတဲ့အခါမှာသူကအယန်းကိုမှဒေါတာပောက်ခွဲခဲ့တယ်။သူတို့နှစ်ဦးကအယန်းကိုမှညှင်းခုန်မှုတွေပြင်းထန်လာပြီးတော့လီစီကိုတနက်နဲ့ပြတ်တက်မယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုနေတာကိုအိမ်နီးချင်းဖြစ်တဲ့သူကကြားခဲ့ရတဲ့အထီကိုမှပြင်းထန်ခဲ့တယ်။ ဒီလိုနဲ့နားရက်ပြည့်တဲ့အခါမှာစစ်မြေပြင်ကိုပြန်ရောက်လာခဲ့ပြန်တယ်။အဲ့လိုနဲ့ပဲစစ်ပွဲက1938ခုနှစ်မှာတည်ဝင်ပြီးဆုံးသွားခဲ့တယ်။ဒါပေမဲ့စစ်သားအားလုံးကိုစစ်မှုထမ်းတာဝန်ကနေပြီးတော့ရုတ်သိမ်းဖို့ရန်အတွက်လပေါင်းများစွာကြာမင်းခဲ့ပြီးတော့ Henry ရဲ့အလဲက1939ခုနှစ် February လတရက်နေ့မှာပဲပြီးဆုံးသွားခဲ့တယ်။ဒီလိုနဲ့သူကပြီးဆုံးတာနဲ့ချက်ချင်းအိမ်ကိုပြန်လာခဲ့တယ်။ စစ်ပွဲရရခတ်မှုကသူ့အပေါ်မှာအတော်လေးကိုပြင်းထန်ခဲ့တယ်လို့ပြောရမယ်။သူအတွင်းတူးနေတဲ့အချိန်မိုင်းကြီးခံရပြီးတော့ဥမြင်လိုင်ကောင်းထဲမှာပဲအရှင်လက်လက်မြေမြုပ်ခံလိုက်ရတယ်လို့ဖြစ်သွားခဲ့တယ်။ဒါပေမဲ့ကံကောင်းထောက်မှဆိုရနဲ့ပဲသူကအသက်ရှင်လွတ်မြောက်ခဲ့တယ်။ဒီလိုပြင်းထန်လာတဲ့စစ်ပွဲမှာနှစ်ချီဖြစ်ခဲ့တဲ့အတွက်သူဟာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပါအတော်လေးကိုပြောင်းလဲခြင်းခံခဲ့ရတယ်။ဒီလိုသူပြင်းပြင်းထန်ထန်စူးစမ်းခဲ့ပြီးဘုံနံတွေပါခံခဲ့ရတဲ့သူက အိမ်ပြန်ရောက်လာတဲ့အချိန်မှာပျော်ရွှင်မှုတွေရှိမနေဘဲနဲ့သူ့ရဲ့အိမ်ထောင်ရေးကလည်းပြန်လည်ပြင်ဆင်လို့မရနိုင်တော့တဲ့အခြေအနေကိုရောက်ရှိနေခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့လီစီကလွန်ခဲ့တဲ့ရက်သက်သက်ပတ်အနည်းငယ်မှာပဲတခြားယောက်ျားတူရဲ့ကလေးကို မွေးဖွားခဲ့တာကိုသူသိရှိလိုက်ရတာပဲဖြစ်တယ်။အဲ့ဒီကလေးရဲ့ဖခင်ကတော့ Gaskin တို့နေအိမ်ရဲ့ Landford လမ်းအနီးမှာရှိတဲ့ cannot chit စစ်တပ်စခန်းမှာပေါ့နော်တာဝန်ထမ်းဆောင်နေတဲ့စစ်သား Monty Harris ဆိုတဲ့သူပဲဖြစ်တယ် ဒီလိုနဲ့ပဲတိတ်မကြခင်မှာပဲ Henry နဲ့ Lizzie တို့ကခွဲခွာခဲ့ကြပြီးတော့ Lizzie ကသူ့ရဲ့မိခင် Emily Ann Talbot နဲ့အတူတမိုင်ခန့်ကွာမှာရှိတဲ့ Hannes Fall လို့ခေါ်တဲ့ဒိငယ်တဲ့မိုင်းတွင်းရွာလေးမှာရှိတဲ့82 Brilly Hill လို့ခေါ်တဲ့နေရာမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်ဒီလိုနဲ့1919ခုနှစ် February လ19ရက်နေ့ဗုဒ္ဓဟူးနေ့နေ့လယ်နှစ်နာရီမထိုးခင်မှာ Henry အလွတ်လုံနေတဲ့အနောက်ခံနောက်ကြောက်မီသွေးသွင်းမှာမီးသိုးသမားအဖြစ်အလွတ်လုံကင်နေတဲ့ ချွန်ဆာဒော့စ်ကလီဇီရဲ့အမေအမလီတော့ပတ်ချန်ကိုလာရောက်လဲပတ်ပြီးတော့သူကသူ့အလုပ်ဆင်ပြီးတဲ့နောက်မှာအန်ဂတ်စ်အမ်ပတ်ဆိုတဲ့အရက်ဆိုင်တိုင်းမှာဟင်နရီနဲ့တွေ့ဆုံခဲ့ပြီးတော့ဟင်နရီကလီဇီထံကိုစာတဆောင်ပေးပေးဖို့ရန်အတွက်သူ့ကိုတောင်းဆိုခဲ့တဲ့အကြောင်းရှင်းပြခဲ့ပြီးတော့အဲ့ဒီစာကိုပေးထားခဲ့တယ်။ဒီစာထဲမှာဗာရေးထားလဲဆိုတော့ရေကန်ပတ်လင်နာမှာချက်ချင်းလာတွေ့ပါ အရေးကြီးတယ်ဆိုပြီးတော့ရေးသားထားတယ်။ လီစီကဒီစာကိုဖတ်လိုက်ရတဲ့အခါမှာသူနဲ့လမ်းခွဲထားတဲ့ခင်ပွန်းပြောတဲ့ရေကန်ကငါးဖန်သမားတွေကြားမှာရေပန်းစားတဲ့ဧက29ကျဲဝင်းတဲ့ Hannes Ford ရေကန်ကိုပြောတာဖြစ်နိုင်တယ်ဆိုပြီးတော့ချက်ချင်းသဘောပေါက်သွားတယ်။ဒါပေမဲ့သူကဘာဖြစ်လို့များငါ့ကိုတွေးဖို့ဒီလိုလော်တကြီးဖြစ်နေရတာလဲဆိုတော့သူအံ့ဩနေခဲ့တယ်။ဒါပေမဲ့တိတ်မကြောက်ဘူးသူကသွားဖို့ရန်ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့အဲဒီစာကိုအဲဝင် ပေါက်စပွဲပေါ်မှာခြံထားခဲ့ပြီးတော့အင်ဂျီအပေါ်ဝင်တဲ့အုတ်ထုပ်ကိုစောင်းပြီးတော့ အေးဆက်နေတဲ့နေ့လည်းခင်မချိန်ပါပဲထွက်ခွာသွားခဲ့တယ်။အဲ့လိုနဲ့နေ့လည်း2နာရီ30မိနစ်ခန့်မှာလီဇီနဲ့ဟင်နရီတို့ကရိုလီလန်းပေါ်မှာရှိတဲ့ခိုလျာစားတောက်ဆိုင်အနီးမှာလမ်းလျှောက်ရင်းစကားများနေကြတော့ကိုတချို့တွေတွေ့မြင်ခဲ့ကြတယ်။အဲ့ဒီအချိန်ကလီဇီကိုနောက်ဆုံးအချိန်တွေ့ခဲ့ရခြင်းပဲဖြစ်တယ်။ညနေရောက်တဲ့အခါမှာသူမအိမ်ကို လုံးဝပြန်မြောက်လာခဲ့ဘူး။သူမရဲ့အမေကပူပူပြီးတော့စိုးရိမ်လာခဲ့တယ်။ အဲ့လိုနဲ့ခဏနေများပြန်ရောက်လာမလားဆိုပြီးတော့ဆက်ဆောင်တယ်ညဆက်တနာကြီးကြော်သွားတဲ့အချီကိုမှတမီးဖြစ်သူရဲ့ဘာရိတ်အရာမှ မတွေ့ရတဲ့အခါမှာတော့အယန်းကိုထိတ်လန့်လာခဲ့ပြီးတော့နောက်နေ့မနေ့ရောက်တာနဲ့ချက်ချင်းကိုပဲ Henry Gaskins ကိုတွားရောက်ပြီးတော့ Lizzy နဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုမေးမြန်းခဲ့တယ်။သူက Lizzy နဲ့ကွာရှင်းဖို့ရန်ကိစ္စပြောချင်ကြောင်းပြောခဲ့ပေမဲ့အဲ့ဒီနေ့မှာ Lizzy ကသူ့ကိုလုံးဝလာမတွေ့ခဲ့ကြောင်းနဲ့ သူမကသူ့ရဲ့စာကိုလည်းလုံးဝအကြောင်းပြချင်းမရှိကြောင်းညင်းဆိုခဲ့တယ်။ဒီလိုနဲ့အမ်လီကသူမရဲ့သမီးပျောက်ဆုံးနေကြောင်းကို Hannes Ford ရဲစခန်းကိုတိုင်ကြားချက်ဖွင့်လိုက်တယ်။အဲ့ဒီအခါမှာမကြဘူးရဲရရှိတွေကလည်းအဲ့ဒီဒေတာတဝိုက်မှာစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်လာကြတယ်။နောက်ဆုံးမှာတော့ဒီလူပျောက်ဆုံးမှုကစိတ်ချမ်းမြေ့စရာအဆုံးသတ်မျိုးရှိတော့မှမဟုတ်တဲ့ကြောင်းအရဲအမှုပြနေတဲ့တပ်တွေတွေနဲ့ထွက်ဆိုချက်တွေပေါ်ထွက်လာဖို့ရန်အတွက်အချိန်များကြီးမကြာလိုက်ဘူး။ ခံကိုလျားစားတော့ဆိုင်မှာရှိနေခဲ့တဲ့ရဲရာရှိနှစ်ဦးကလီစီကိုမင်းညနေပိုင်းမှာအမျိုးသားတဦးနဲ့အတူဟန်နက်စ်ဖို့ရေကန်အနီးမှာတွေ့ခဲ့ရကြောင်းသတင်းပို့လာခဲ့တယ်။ဒီစုံတွဲကစကားများနေကြပုံပေါ်ပေမဲ့လည်းနောက်ပိုင်းမှာခွဲခွာသွားကြပြီးတော့အမျိုးသားကခြံစည်းရိုးကိုကြော်တက်ပြီးအနီးနားမှာရှိတဲ့တစ်တောငယ်တစ်ခုထဲမှာပျောက်ကွယ်သွားခဲ့တဲ့အကြောင်းပဲဖြစ်တယ်။ရဲတွေကလီစီရဲ့စစ်သားရီးစားတဲ့အကြောင်းဒေရအတွင်းကကောလာဟာလာတွေကိုလည်းမကြမီပါပဲသိရှိလိုက်ရတယ်။ ဒီလိုနဲ့လီဇီနဲ့အတူနေပြီးတော့ကလေးရခဲ့တဲ့မွန်တီဟဲရစ်ဆိုသူနဲ့သူ့ရဲ့ခင်ပွန်းဟန်နရီဂက်စကင်းတို့ကစုံစမ်းစစ်ဆေးမှုရဲ့အဓိကပြစ်မှတ်ဖြစ်လာခဲ့ပြီးတော့နှစ်ဦးစလုံးကိုစစ်ဆေးမေးမြန်းခဲ့ကြတယ်။အဲ့ဒီအချိန်မှာမွန်တီဟဲရစ်ကအဲ့ဒီအချိန်တုန်းကဒူဒီဒေသမှာမရှိခဲ့တဲ့အကြောင်းတသက်ပြနိုင်ခဲ့တဲ့ခိုင်မာတဲ့အလီပိုင်ကိုပေးခဲ့ပေမဲ့လည်းဟန်နရီကတော့သူ့ဇနီးပျောက်ဆုံးတဲ့အပေါ်မှာစိတ်ဝင်စားမှုရှိပုံမပေါ်နေခဲ့ဘူး။ ရဲရီစင်မှာဟန်နရီဂက်စကင်ရဲ့တွေးဆဖို့ရန်စီစဉ်ခဲ့တဲ့ စာတဆောင်ကလွဲပြီးတော့အခြားခိုင်မာတဲ့တသက်အနေငယ်တာရှိနေပေမဲ့လည်းဒီအမှုကိုလှုပ်ဆောင်ဖို့ရန်အတွက်လုံလောက်တယ်ဆိုပြီးတော့ယုံကြည်ခဲ့ကြတယ်။ဒီလိုနဲ့ဖေဖော်ဝါရီလ22ရက်စနေနေ့မှာဟန်နရီဂက်စကင်ကိုလူတက်မှုတန်တရားအဖြစ်ဖမ်းဆီးခဲ့တယ်။ပထမမှာသူကသူ့ရဲ့ပြောစကားအတိုင်းရက်တည်ခဲ့ပြီးတော့လီစီပြောက်ဆုံးတဲ့နေ့မှာသူမကို လုံးဝမတွေ့ခဲ့တဲ့အကြောင်းကိုပဲအခိုင်အမာပြောဆိုခဲ့တယ်။ ဒါပေမဲ့အဲ့ဒီညနေပိုင်းမှာပဲသူ့ရဲ့လေရန်တွေကသမျိုးပြောင်းလဲသွားခဲ့ပြန်တယ်။သူကရဲရာရှိတွေကိုစကဝတ်ဆန်ဆန်နဲ့မေးခွန်းထုတ်ခဲ့တယ်။အဲ့ဒါကတော့ Hannes von Mio ကလူတွေမသိဘဲနဲ့ကျွန်တော်ဇနီးကို ရှာဖွေနိုင်ပါမလားဆိုပြီးတော့ပြောခဲ့တာပဲဖြစ်တယ်။ရဲတွေကရနိုင်တဲ့အကြောင်းကိုပြန်တည်ပြတဲ့အခါမှာ Henry Gaskin ကတင်းငိမ်စွာပဲဆက်ပြောခဲ့တယ်။ကောင်းပြီကျွန်တော်ခေါ်သွားပြီးတော့သူမရှိတဲ့နေရာကိုပြပါမယ်။ ခမားတို့ရေထဲမှာဆွဲယူတဲ့ကရိယာနှစ်ခုရဲ့အဲ့ဒီကရိယာတွေကိုစန့်ကျင်ဘက်ကိုဆွဲဖို့လူနှစ်ယောက်လိုအပ်ပါလိမ့်မယ်။သူမကတော့အစိမ့်စိမ့်အမော်မှာဖြစ်နေပြီ။ကျွန်တော်သူ့ခေါင်းကိုဖျက်ပစ်လိုက်တယ်။ခြေထောက်တွေကိုလည်းဖျက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အကြောတွေကဆက်ထားလို့ပါဆိုပြီးတော့ပဲပြန်ပြောခဲ့တာဖြစ်တယ်။အဲ့လိုနဲ့ Henry Gaskin ကစစ်စီမူဝူလီနဲ့တက်ချက်ကြီး၃ဦးကို Victoria Land မှာရှိတဲ့တန်ငွေဆက်ယုံကိုခေါ်ဆောင်သွားပြီးတော့မြို့အတွက် ကြောက်မီသွေးတန်းဝိတူလောင်ဖို့အသုံးပြုတဲ့တံမဏိဘုံပုံစံတန်းဝိတူလောင်ကံကိုညွန်ပြခဲ့တယ်။အဲ့ဒီကိုရောက်တဲ့အခါမှာ Henry Gaskin က"သူမကအဲ့ဒီမှာပါ"ဆိုပြီးတော့ပြောလိုက်တယ်။အဲ့ဒီဘုံကရေပြည့်နေတဲ့ဒီဆက်ဝိုင်းပုံမြောင်းကြီးတစ်ခုထဲမှာတရှိပြီးတော့တန်းဝိပမာဏပြောင်းလဲလာတာနဲ့အမျှဒီဘုံကတက်လိုက်ကျလိုက်ဖြစ်လာပြီးတော့ရေရဲ့ဖြစ်အားကိုထိမ့်သိမ့်ဖို့ရန်အပိတ်အဖြစ်ဆောင်ရွက်ပေးထားတဲ့သဘောဖြစ်တယ်။ ရဲတွေကအဲ့ဒီနောက်ကြည့်ပြီးတော့အနံ့ဆိုးထွက်နေတဲ့ရေကိုဆွဲယူရှာပွေခဲ့တဲ့အချိန်မှာတိတ်မကြမိမှာပဲလီဇီရဲ့ခေါင်းမပါတဲ့ရုပ်လောင်းကိုရှာတွေ့လိုက်ရတယ်။ရှာပွေမှုတွေကိုဆက်လက်ပြုလုပ်နေစမှာပဲဟင်နရီဂက်စကင်ကိုသူ့ရဲ့အချင်းခန်းစီကိုပဲပြန်ပို့ခဲ့ပြီးတော့သူ့ဇနီးရဲ့ရုပ်လောင်းကိုရင်ခွဲယုံကိုပို့ဆောင်ခဲ့တယ်။ရဲဆရာဝန်ဒေါက်တာဘတ်တာပြုလုပ်ခဲ့တဲ့ရင်ခွေးစစ်ဆေးမှုတွေအရသူမရဲ့ဝမ်ပိုက်ဟာဆုတ်ပြဲခံထားရတယ် ခြေရောက်တစ်ဖက်ကလည်းပြက်လူနေပါဖြစ်နေပြီးတော့ဘယ်ဖက်လက်ကလည်းကျိုးနေခဲ့တယ်။နောက်ပြီးတော့ငားပေရှည်လျားတဲ့တံငွေပိုက်လိုင်းကိုသူမရဲ့လေချောင်းတွေကိုပင်းထန်စွာအတင်းထိုးသွင်းထားတဲ့အတွက်ကြောင့်မလို့ပိုက်ရဲ့အဆွန်ဆုံးကသူမရဲ့ကိုခနာကိုကို ထိုးပေါက်ပြီးတော့အပြင်ဘက်ကိုထွက်နေတဲ့အနေအထားဖြစ်နေခဲ့တယ်။ဒေါက်တာဘတ်တာကဒီလောက်ရဲ့ဟာရုပ်လောင်းကိုလေးလံစေဖို့ရန်ရည်ရွယ်ပြီးတော့လောက်တာဖြစ်နိုင်တယ်လို့ ဒါမှမဟုတ်အလောင်းဖောင်းပွပြီးရေပေါ်ကိုပုံမလာစေဖို့ရန်အတွက်ခန္ဓာကိုယ်အတွင်းကနေပြီးတော့မှပုပ်ပွလာတဲ့အချိန်ထွက်လာတဲ့အသံငွေတွေကိုထွက်သွားစေဖို့ရန်လေဝင်ပေါက်သဘောအဖြစ်တမင်တကာလှုပ်ဆောင်ထားတာဖြစ်နိုင်တယ်ဆိုပြီးယူဆခဲ့ကြတယ်။သူမရဲ့ရင်သားတွေနဲ့ခြေထောက်တွေကိုလည်းဖြတ်ထုတ်ဖို့ရန်ကြိုးပမ်းမှုတွေပြုလုပ်ထားတာကိုလည်းတွေ့ရှိခဲ့ရပြန်တယ်။ဒီလိုနဲ့အဲ့လိုအလောင်းကိုစစ်ဆေးနေတဲ့အချိန်မှာပဲ Henry Gaskin က အမှန်တရားတစ်ခုလုံးကိုပြောပြဖို့ရန်အချိန်ရောက်ပြီဆိုပြီးတော့သူကယူဆလာခဲ့ပြီးတော့အရာအလုံးကိုဝန်ခံခဲ့တယ်။သူက သူတို့ရဲ့အိမ်ထောင်ရေးကိစ္စကိုဆွေးနွေးဖို့ရန်အတွက်ဇနီးဖြစ်သူကိုရေကာမှာတွေ့ဆုံဖို့ရန်စီစဉ်ခဲ့တဲ့အကြောင်းကိုဝန်ခံခဲ့တယ်။ဒါပေမဲ့စကားပြောဆိုနေတာကနေပြီးတော့တိတ်မကြခင်မှာပဲအငင်းရခုံဖြစ်သွားခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတော့လီစီကသူနဲ့ကွာရှင်းဖို့အတွက်လိုချင်ပြီးတော့မွန်တီဟဲရစ်နဲ့အတူ နေဖို့ရံပဲစီစဉ်ချင်ခဲ့တယ် ဒါပေမဲ့ဟင်နရီယာကတော့သူမကိုပြန်လာပြီးတော့သူနဲ့အတူနေဖို့ရန်လိုချင်ခဲ့တာပေါ့နော်အဲ့လိုနဲ့စကားများရင်သူတို့ကတစ်တော့ငယ်အနည်းမှာပဲခွဲခွာခဲ့ကြပြီးတော့အင်းနေကကြောက်မီးသွေးသွင်းကအရာရှိတွေတွေ့မြင်ခဲ့တဲ့အတိုင်းဟင်နရီကက်စကင်ကတစ်တော့တဲ့ကိုဝင်ရောက်သွားခဲ့ပြီးတော့ပျောက်ကွယ်သွားခဲ့တယ်ဒါပေမဲ့အရာရှိတွေမတွေ့လိုက်ရတာကတစ်တော့တဲ့ရောက်တာနဲ့ဟင်နရီကက်စကင်ကလီဇီနဲ့နောက်ထပ်တစ်ခါတွေ့ခဲ့ပြီးတော့အငင်းရခုံပြန်လဲ ဖြစ်ပွားခဲ့ခြင်းပဲဖြစ်တယ်။အဲ့ဒီအချိန်မှာသူကဒေါရတကြီးဖြစ်လာပြီးတော့ငါပင်သစ်မှာရှိနေတော့ကမင်းရပျော်ရွှင်နေခဲ့တယ်။ဟဲရစ်စီပြန်သွားမယ်ဆိုတော့တိတ်ချပြီလား။ငါ့ကိုရဲရဲကြီးပြောရဲလား။တိတ်ချပြီဆိုလို့ရှိရင်မင်းရောက်တဲ့ငရဲကိုငါချက်ချင်းပို့ပစ်မယ်ဆိုပြီးတော့ပြောခဲ့တဲ့နောက်ပါပဲ။သူကသူမရဲ့လက်ချောင်းကိုဖမ်းဆုပ်ပြီးတော့မြေပေါ်ကိုတွန်းချပြီးတော့သူ့ရဲ့ခြေထောက်တွေလက်တွေနဲ့ကန်ကြောက်ထိုးချက်ခဲ့တယ်။နောက်ပြီးတော့ သူမငင်တက်သွားတဲ့အချီကိုမှလေပင်ကိုအားကုန်ညစ်ပြီးတော့တက်ပစ်ခဲ့တယ်။အဲ့ဒါပြီးတဲ့နောက်မှာသူကရုပ်လောင်းကိုခြုံပုတ်ထဲမှာပဲဝတ်ထားခဲ့ပြီးတော့သူ့ရဲ့အကူနဲ့အတူခန်တော့ရုပ်ရှင်ရုံမှာအတန်တိတ်ရုပ်ရှင်ရုံတွားကြည့်ခဲ့တယ်ဆိုပြီးတော့ဝန်ခံလာခဲ့တယ်။ဆက်ပြီးတော့နောက်နေ့ရောက်တဲ့အခါမှာလီဇီအမေ Mrs. Stobbeck ကသူ့သမီးမပြန်လာလို့သူ့စီကိုလီဇီနဲ့တွေ့ရှိခဲ့ခြင်းရှိမရှိမေးမြန်းဖို့ရန်အတွက်ရောက်လာတဲ့အခါမှာ သူ့ကိုတိသွားတော့မယ်ဆိုတော့ကိုရိတ်မိသွားတဲ့အတွက်ရုပ်လောင်းကိုအပေးတိုင်ဖိတ်ရှားပစ်တာက သူ့အတွက်အကောင်းဆုံးဖြစ်မယ်ဆိုပြီးတော့သူဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့ပဲသူကပစိန်တလက်နဲ့ခြုံထက်တဲ့ဓာတ်တွေနောက်ပြီးတော့88တို့ကိုလက်သွန်းလဲပုံမှာတင်ဆောင်ပြီးတော့တစ်တော်တဲ့ကိုယူဆောင်သွားခဲ့တယ်။တော်တဲ့ကိုရောက်တဲ့အခါမှာ သူကဇနီးဖြစ်သူရဲ့ရုပ်လောင်းကိုခြုံပုတ်ထဲကနေဆွဲထုတ်လာခဲ့ပြီးတော့အဝတ်အစားတွေကိုဖယ်ရှားလိုက်တယ်။ပြီးတော့ခေါင်းကိုချက်ချင်းဖြတ်ပလိုက်တယ်။ အဲ့လိုနဲ့ခေါင်းမပါတဲ့ရုပ်လောင်းကို အနီးနားမှာရှိတဲ့ရေမြောင်းထဲမှာပဲဝတ်ထားခဲ့လိုက်တယ်။အဲ့ဒီနောက်သူကအနီးနားမှာရှိတဲ့ဗစ်တိုးရီးယားလမ်းကတငွေတူလောင်ကံကိုတွားခဲ့ပြီးတော့အဲ့ဒီနေရာတဲကိုဝင်ရောက်ဖို့အတွက်ငားပေမြင့်တဲ့နေရံကိုကြော်တက်ပြီးတော့သူမရဲ့ခေါင်းနဲ့အဝတ်အစားတွေကို15ပေခန့်နှက်တဲ့ရေပြည့်နေတဲ့မြောင်းထည့်ကိုပစ်ချခဲ့တယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်။ကနအူးရဲတွေစစ်စစ်မြတ်မြတ်မှုတွေပြုတ်လုပြီးတဲ့နောက်မှာ ဟင်နရီဂက်စကင်းကစိတ်မငြိမ်မသက်ဖြစ်လာပြီးတော့သူ့ရဲ့အစီအစဉ်ကိုထပ်မံပြောင်းလဲရန်အတွက်လက်သွန်းလဲကိုယူပြီးတော့မြောင်းတရခန္ဓာကိုယ်ကိုပြန်လဲထုတ်ယူမယ်ဆိုပြီးတော့ထွက်ခွာခဲ့ပြန်တယ်ဒါပေမဲ့လက်သွန်းလဲမှာခြေရာလက်ရာတွေခြံထားခဲ့မှာကိုစိုးရင်တဲ့အတွက်ကြောင့်မလို့သူကသွန်းလဲကိုအနီးနားမှာပဲပြစ်ထားခဲ့ပြီးတော့ရုပ်အလောင်းကို ကိုယ်တိုင်မှပြီးတော့ငားပေမင်းတဲ့နေရာစီကို ရောက်အောင်တည်ဆောင်သွားခဲ့တယ်။အဲ့ဒီမှာနန်ရန်ရဲ့အမြင့်ကခန္ဓာကိုယ်ကိုမှတင်ဖို့ရန်အတွက်ပြဿနာဖြစ်နေခဲ့တယ်။ ါကြောင့်မလို့ပဲသူကအနီးနားမှာရှိတဲ့တန်ငွေပိုက်လိုင်းတစ်ခုကိုကောက်ယူလိုက်ပြီးတော့သူမရဲ့လေချောင်းတဲကိုအလေအားလိုက်အတင်းထိုးသွင်းခဲ့တယ်။အဲဒီလိုထိုးသွင်းလိုက်တာကနယံပေါ်ကနေရုပ်လောင်းကိုဆွဲတင်နိုင်ဖို့နီးလန်းတာမကပဲနဲ့ရေအောက်ထဲမှာနှင်းမြုပ်နေစေဖို့ရန်တတ်ပါဖြစ်တယ်ဆိုပြီးတော့သူကလှုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့အဲဒီလိုဝမ်ပိုက်ကိုဖောက်လိုက်တာကတန်ငွေတွေကိုထွက်သွားစေပြီးတော့ရေပေါ်ပေါ်ချင်းကိုနှောက်နှဲစေပေမဲ့လည်း လောင်းကပွားလာပြီးတော့တင့်လျော်တဲ့အလေးချိန်မရှိတော့တဲ့အချိန်မှာအချိန်ကြာကြာကြီးနစ်မြုပ်နေနိုင်မှာမဟုတ်ဘူးဆိုတာကိုသူကလုံးဝမသိခဲ့ဘူးဒီလိုနဲ့သူကလီဇီရဲ့ရုပ်လောင်းပိုင်းစတွေကိုရေပြည့်နေတဲ့မြောင်းတဲကိုပစ်ချခဲ့လိုက်ပြီးတော့သူ့တွန်းလဲကိုကောက်ယူပြီးအိမ်ကိုပြန်လာခဲ့တယ်ဆိုတော့ဒီအမှုဖြစ်စဉ်အဆအဆုံးကိုအသေးစိတ်ပြောပြပြီးတော့ဝန်ခံခဲ့တယ်ဒီလိုနဲ့ဖေဖော်ဝါရီလ25ရက်နေ့နနက်ပိုင်းမှာရဲတွေက ရေထဲကလီဇီရဲ့ဥကောင်းကိုပြန်လဲရှာဖွေတွေ့ရှိခဲ့တယ် အဲ့ဒီနှစ်နှစ်လေပိုင်းမှာပဲခန်းကောင်စီရုံးတွေမှာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ခေါ်ယူကျင်းပခဲ့တယ်။အဲ့ဒီမှာ Henry Gaskin ရဲ့စာနဲ့ရေးသားထားတဲ့အသေးစိတ်ဝန်ခံချက်တွေကိုအတန်ကျဲကျဲဖတ်ကြားခဲ့တဲ့အချိန်မှာစစ်ဆေးရေးအဖွဲ့ရဲ့မျက်လုံးထဲမှာသူလှုပ်ဆောင်ခဲ့တဲ့အရာတွေကိုကွက်ကွက်ကွင်းကွင်းမြင်လာခဲ့ပြီးတော့စိတ်မချမ်းမြေ့စရာဖြစ်စေခဲ့တဲ့အတွက်စစ်ဆေးရေးအဖွဲ့ဝင်တဦးတတိလစ်ပြီးတော့အခန်းထဲကနေထန်ထုတ်သွားခဲ့ရတယ်။အဲ့လောက်ထိကိုမှ Henry Gaskin ရဲ့လောက်ရဟာဆိုးရွားနေခဲ့တယ်။ ဒီလိုနဲ့ဒီအမှုအရွေချက်ရှိရှိလူတက်မှုဖြစ်နေတဲ့အတွက် စီရင်ချက်ချမှတ်ဖို့ရန်အချိန်အကြာကြီးမယူခဲ့လိုက်ရဘူး။မကြာမီမှာပဲတရားစီရင်ပွဲကိုဇူလိုင်လ၄ရက်နေ့မှာ Staffordshire တရားရုံးမှာစတင်ခဲ့တယ်။အဲ့ဒီတရားရုံးမှာ Henry Gaskin ရဲ့ရှေ့နေကသူကစိတ်ကြောင်ကတန်းယောဂခံစားနေရတဲ့အကြောင်းတွေအခိုင်အမာပြောဆိုခဲ့ပြီးတော့သူရဲ့မိခင်ကလည်းသူအသက်ခုနှစ်အရွယ်မှာပဝါနဲ့ကိုကိုကိုလေပင်းညက်တက်ဖို့ ကြိုးပမ်းခဲ့ဘူးကြောင့်လည်းအမြဲတမ်းထူးဆန်းတဲ့အရာတွေပြုမှုခဲ့တဲ့အကြောင်းတရားရုံးကိုတင်ပြခဲ့တယ်။နောက်ပြီးတော့တောင်ဝင်းအင်ဂျင်နီယာတပ်သူမြောင်းဖောက်လို့ရတဲ့ဖွဲ့ကလော့ဖော်ကင်ဘတ်ဟောင်းနှစ်ဦးက Henry Gaskin ကသူမြောင်းဖောက်လို့နေရင်မိုင်းပေါက်ကွဲပြီးတော့မိုင်းကြီးခံခဲ့ရဘူးကြောင့်လည်းအမြဲတမ်းပေါ့ဆစွာပြုမှုတတ်ကြောင်းပြောကြားခဲ့ပေမဲ့လည်းဆေးဘက်ဆိုင်ရာအထောက်အထားတွေကစိတ်ကြောင်ကြမ်းဖြစ်နေတယ်ဆိုတဲ့အဆိုကိုထောက်ခံခဲ့ခြင်းမရှိဘဲနဲ့စစ်မှုထမ်းတဲ့အတွက်စိတ်ထိခိုက်ခံခဲ့ရတာတွေဒါမှမဟုတ် ယခုအခါစစ်ပြီးတဲ့နောက်စစ်ကနေရတဲ့စိတ်ဒဏ်ရာ PTSD ဆိုပြီးအတိမတ်ပြုထားတဲ့အရာမျိုးခံစားခဲ့ရတဲ့လက္ခဏာလည်းမရှိဘူးဆိုပြီးတော့ပြန်လည်တင်ပြခဲ့တယ်။ဒီလိုနဲ့တက်တည်များစွာက Henry Gaskin မှာကြောက်မက်ဖွယ်ကောင်းတဲ့အတွင်ပင်ရှိတယ်ဆိုပြီးဖော်ပြခဲ့ကြပေမဲ့လည်းတရားရုံးတွေမှာတော့သူကအလွန်တည်ငြိမ်နေခဲ့တယ်။နောက်ဆုံးမှာတော့ jury လူကြီးတွေနဲ့တရားသူကြီးတွေကအသက်28နှစ်အရွယ် Henry Gaskin ကိုလူတက်မှုနဲ့အပြစ်ရှိကြောင် နိုင်ရီဝတ်ကျော်အသွင်းမှာပဲဆုံးဖြတ်ချက်ချလိုက်ကြတယ်။တရားခွင်အသွင်းမှာ Henry Gaskin ပထမဆုံးအကြိမ်ရိုးရိုးရှင်းရှင်းပြောခဲ့တဲ့စကားကတော့ကျွန်တော်တတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးဆိုပြီးတော့ပဲဖြစ်တယ်။ဒီလိုနဲ့သူ့ကိုကြိုးပေးဖွင့်ရအတွက်ပြစ်ဒဏ်ချမှတ်ခဲ့ပြီးတော့အယူခံဝင်ချင်းကိုဇူလိုင်လ23ရက်နေ့မှာပယ်ချခဲ့တယ်။ဒီလိုရာဇဝမှုတွေကကြောက်မဖွယ်ကောင်းတဲ့သဘောတဘာဝရှိနေပေမဲ့ Henry Gaskin ကတော့အံ့ဩဖွယ်ကောင်းလောက်အောင်ပဲ ပြည်သူလူထုတွေရဲ့ထောက်ခံစာနာမှုတွေကိုရရှိခဲ့တယ်။ခန့်မှန်းခြေလူ6000ခန့်ကပြည်ထရေးဝန်ကြီးအက်ဝတ်ရှော့တန်ကို ပေးပို့တဲ့အတနာခန်စာတွေမှာလက်မှတ်ရေးထိုးခဲ့ကြပြီးတော့ Gaskin ကိုဇနီးဖြစ်သူရဲ့တစ္ဆာဖောက်မှုတွေကသူ့ကိုရန်စခဲ့ခြင်းဖြစ်ကြောင်းနဲ့ပြင်သစ်မှာရှိတဲ့မြေကရုတ်ချင်းအောက်မှာစစ်မှုထမ်းခဲ့တာတွေကိုထည့်သွင်းစဉ်းစားတင်ကြောင်းတင်ပြခဲ့ကြတယ်။ဒါပေမဲ့လည်းပြစ်ဒဏ်လွတ်ငင်းခွင့်မပေးအပ်ခဲ့ဘဲနဲ့1939ခုနှစ် ဩဂုတ်လ၈ရက်နေ့တောက်ကြနေ့မှာပဲ Henry Kissinger ကိုကြိုးဆွဲချသူ John Ellis က Birmingham မြို့မှာရှိတဲ့ Western Green အကျဉ်းထောင်မှာပဲကြိုးဆွဲချကွန်မြတ်ခဲ့တယ်။ကြိုးဆွဲချကွန်မြတ်တဲ့အချိန်မှာ Henry Kissinger ဟာကိုယ်လေးချိန်189ပေါင်ရှိနေပြီးတော့ကြိုးဆွဲချတဲ့အမြင့်ပေကတော့6ပေနဲ့3လက်မှာပဲဖြစ်တယ်။သူရဲ့တည်ဆုံမှုဆိုင်ရာတရင်ဝင်အမိတ်ကြောင့်ညစာတွေကိုဖတ်ရှုဖို့ရန်အတွက်အကျဉ်းထောင်အပြင်ဖက်မှာလူနေရာခန့်လောက်စုဝေးခဲ့ကြတယ် ဒီလိုကွန်မြတ်မှုတွေပြီးတဲ့နောက်ပိုင်းမှာဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့လူသက်မှုကြီးဖြစ်ပွားခဲ့တဲ့တစ်တော့ကို A460 Really Land နဲ့ Very Land တို့နဲ့ပိုင်းခြားထားတဲ့သရီကန်နဲ့နမိတ်အသွင်းမှာရှိတဲ့ Gaskin တစ်တော့ဆိုပြီးတော့ Henry Gaskin ရဲ့နောက်နာမည်စလုံးကိုယူပြီးတော့မဲခေါ်ခဲ့ကြတယ်။ဒီလိုနဲ့အဲ့ဒီနာမည်အတိုင်းလူသိများလာခဲ့ပြီးတော့ဒီဒေတာရဲ့သွေးထွက်တိုင်းရုပ်သမိုင်းကိုလုံးဝမေ့လွတ်သွားစေခြင်းမရှိခဲ့ဘူး။ နောက်ပြီး Henry Thomas Gaskin ဟာအမျိုးမျိုးသောလူတယောက်ဖြစ်ခဲ့တယ်။အဲ့ဒါတွေကတော့သိငယ်တဲ့အမှုကိုကျူးလွန်ခဲ့တဲ့ရာဇဝတ်သားလူရက်သူစစ်သားမိုင်းလုတာခင်ပွန်းတူနဲ့နောက်ဆုံးမှာ လူသက်သမားတူဆိုတာပဲဖြစ်တယ်။ဒါပေမဲ့လည်းသူ့ကိုသတင်းစာတွေကပိတ်အပ်ခဲ့တဲ့စိတ်ချောက်ချားပွဲအမည်ဖြစ်တဲ့ Hannes von Mio ကဖျက်တောက်သူ The Hannes von Ripper ဆိုတဲ့အမည်ကတော့မှတ်တမ်းမှတ်ရာတွေထဲမှာယခုချိန်ထိတိုင်ကြန့်ရှိနေသေးပဲဖြစ်တယ်။ ဟုတ်ကဲ့ Henry Gaskin ရဲ့မူခင်ကတော့ဒီလောက်ပါပဲအားလုံးလည်းဒီမူခင်ကိုကြိုက်ကြလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်မူခင်တွေမှာပြန်လည်ပြီးတော့တွေ့ကြမယ်အားလုံးပါပါ